ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရဲ့အစီအစဉ်ကနေပြီးတော့ကျမတို့အခုလိုအရေးပေါ်ကာလမှာကလေးလေးတွေကိုနုံမုတ်တိုက်ကြွေးရနဲ့ပတ်သက်ပြီးတော့သိထားတဲ့အကြောင်းအရာတွေကိုကျမစန်းတီးယာနဲ့အတူတူတယောက်ဆောင်တယောက်လည်းဖြစ်တယ်ပြီးတော့ဆရာဝန်တယောက်လည်းဖြစ်တယ်ပြီးတော့စန်းတီးယာလိုပဲရှင်သွေးလေးတွေကိုနှုတ်ချတိုက်ကြွေးခဲ့ဘူးတဲ့လက်မျက်ဖြူတင်တဲ့ဆွေးနွေးတော့မှာဖြစ်ပါတယ်လက်မျက်ရင်မင်္ဂလာပါဟုတ်မင်္ဂလာပါအားလုံးပဲမင်္ဂလာပါရှင် ဟုတ်ကဲ့ပါနဲ့မြက်ကြီးအခုလို့အရေးပေါ်ကာလာမှာသမီးတို့ဒါနဲ့မြက်လဲတွေ့တဲ့အတိုင်းပဲပေါ့နော်နှုတ်မောက်တွေလူတန်းကြတယ်ကလေးနဲ့ပတ်သက်ပြီးတော့အဲ့တော့မိခင်တို့အခက်ခဲကြောင့်ဒီနှုတ်မောက်တိုက်ကြရတာကဒါမှန်ကန်တဲ့ဖြည့်ရှင်းနေတခုလားဒီကြောင့်လေးနဲ့ပတ်သက်ပြီးတော့နဲ့မြက်ကဆွေးနွေးပြပါဦးဟုတ်ကဲ့ပါမိုင်အဲ့တော့အခုလို့အရေးပေါ်ကာလာတွေမှာဆိုလို့ရှိရင်မိခင်တွေအနေနဲ့ကဟိုစိုးရိမ်စိတ်တွေများတယ်ကြောင်ကြစိတ်တွေများတယ်ပြီးတော့စိတ်ဖိစီးမှုတွေလည်းများတယ်အဲအဲ့အတွက်ကြောင့်မို့လို့မိခင်တို့တွေမထွက်တော့တာမျိုးဒါမှမဟုတ်ဘဲနဲ့လည်းတခြားသောအခြေအနေ ေအကြောင်းအရာအမျိုးမျိုးအကြောင်းမို့လို့ကလေးကိုမိခင်တို့လုံလောက်စွာတိုက်ဖို့အတွက်အခက်အခဲဖြစ်တဲ့အခြေအနေမျိုးတွေလည်းကြုံတွေ့ရနိုင်တာပေါ့နော်အဲ့တော့ဒီလိုအခက်အခဲကိုဖြေရှင်းဖို့အတွက်နှုတ်မုံတိုက်တာကနီလန်းကောင်းတစ်ခုတော့မဟုတ်ဘူးကိုယ့်ရဲ့ကလေးကိုကောင်းစေချင်လို့နှုတ်မုံတိုက်ခါမှာဒီလိုအရေးပေါ်ကာလတွေမှာပိုဆိုးသွားတဲ့အခြေအနေမျိုးတွေလည်းကြုံတွေ့ရနိုင်တယ်လေမာ ဟုတ်တယ်နော်နဲ့မြတ်ပြီးတော့နောက်ထပ်သိချင်တာလေးလည်းရှိရဲ့အခုလိုအရေးပေါ်ကာလမှာမိခင်နုံမတိုက်ဘဲနဲ့ဒီလိုနုံမုတ်တီတိုက်တာကြောင့်ပေါ့နော် ကုဆက်ယောဂဖြစ်နိုင်ခြေပို့ပြီးတော့မြင့်မာတယ်ပြီးတော့အသက်သေဆုံးနိုင်ခြေလေလေပုံမှန်အချိန်တွေထက်ပိုများတယ်လို့သိရတယ်နဲ့မြတ်ရဲ့ဒီလိုလေးလည်းကြားမှုရယ်ဆိုတော့လေ အဲ့ဒါဘာကြောင့်ဖြစ်ရလဲဆိုတာပြောပြပေးပါလားနဲ့မြတ်ဟုတ်ကဲ့ပါအမအဲ့တော့နမတူတွေဒီလိုမျိုးအရေးပေါ်အခြေအနေတွေမှာဆိုရင်ရေကောင်းရေသန့်ရရှိဖို့အတွက်ခက်ခဲတယ်အဲ့တော့ကလေးတွေကိုနုံမုံဖြောဆက်ပေးဖို့အတွက်တန်ရှင်းတဲ့ရေရရှိဖို့ခက်ခဲတာပေါ့နော်ပြီးတော့နောက်ထပ်တစ်ခုကတော့နမတူနုံမုံမဖြောဆက်ခင်မှာလက်ကိုသေးချာစေကျော်တန်ဆင်ဖို့ပြီးတော့အသုံးပြုတဲ့ဇွန်းနေခွက်တင်းစေကျော်တန်ဆင်ဖို့အတွက်ဒီတန်ရှင်းတဲ့ရေနဲ့ဆက်ပြရရရှိဖို့ကလည်းအခက်ခဲရှိတယ်ပြီးတော့ရေရတယ်ဆိုရင်တောင်မှအဲ့ဒီရေကိုကြိုချက်ဖို့အတွက်လောင်စာအခက် ခဲလျှက်စစ်မီအခက်ခဲဒီအခက်ခဲတွေလည်းရှိတယ်။အဲ့တော့ဒီအခက်ခဲတွေကြောင့်မလို့အဆင်ပြေသလိုနိုးမုံကိုဖျော်ဆက်လိုက်မယ်ဆိုလို့ရှိရင်မတန်ရှင်းတဲ့အတွက်ကြောင့်မလို့ဒီလိုအရေးပေါ်ကာလတွေမှာအဖြစ်များတဲ့ကျမ်းမာရေးပြဿနာတစ်ခုဖြစ်တဲ့ဝမ်းပြတ်ဝမ်းလျှော်ပြဿနာတွေလည်းဖြစ်နိုင်တာပေါ့နော်ဒီလိုအခြေအနေမျိုးတွေကလည်းကဘာအရရက်မှာဒီအရေးပေါ်အခြေအနေတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ဒီအခြေအနေတွေမှာလည်းဖြစ်ဖူးခဲ့တဲ့ဥပမာတွေလည်းအများကြီးရှိတယ် ပြော့လေးနဲ့မြက်ရေနှုတ်ပုတ်တရားကလေးတွေကိုအာဟာရပြည့်ဝဖို့အတွက်ထုတ်ထားရဲဆိုပြီးတော့လေဘာကြောင့်မို့လို့အာဟာရချို့တဲ့နေရလဲဒီဆောင်လေးလည်းရှင်းပြပေးပါလားဟုတ်ကဲ့ပါအဲ့တော့နမတို့ဒီနှုတ်မုံလေးဆိုတာကလေးကိုအာဟာရပြည့်ဖို့အတွက်ထုတ်ထားတာဆိုပေမဲ့လည်းဒီကလေးရဲ့အသက်အရွယ်လိုက်အချိုးအစားပမာဏကိုသူ့ရဲ့အညွန်တိုင်းတရားဖြောဆက်ဖို့အတွက်အရေးကြီးတာပေါ့နော်အဲ့တော့မှဒါကလေးအတွက်လိုအပ်တဲ့ဒီနှုတ်မုံကနေရနိုင်တဲ့အာဟာရတွေကိုပြည့်ပြည့်ဝဝရရှိမယ်အဲ့အဲ့တော့ဒီလိုမဖြောဆက်ဘူးဆိုလို့ရှိရင်ကလေးရဲ့လိုအပ်တဲ့အာဟာရတွေကို ြည့်ပြည့်ဝဝမဖြည့်စည်းနိုင်ုံတွေမကပဲနဲ့ဒီလိုမတန်ရှင်းမှုကြောင့်ဖြစ်လာတဲ့ဒီဝမ်ပြက်ဝမ်ရှော့အပါဝင်ကုဆတ်ယောဂါတွေကိုခလေးကခံစားခဲ့ရမယ်ဆိုရင်အာဟာရထပ်ပြီးချွတ်တယ်မယ်အဲ့တော့ဟိုမှာလဲအာဟာရပြည့်ပြည့်ဝဝမရရှိဘူးပြီးတော့ထပ်ပြီးတော့လဲဝမ်ပြက်ဝမ်ရှော့ကြောင့်မို့လို့အာဟာရချွတ်တဲ့တယ်ဆိုရင်တော့ခလေးတွေအတွက်ဆိုးကျိုးတွေအများကြီးဖြစ်သွားနိုင်တာပေါ့နော်ဒါကြောင့်မို့လို့နုံမှုတိုက်မယ်ဆိုလို့ရှိရင်တော့ကျန်းမာရေးဝန်ထမ်းတွေတကယ်ကိုတကြွနားလဲတဲ့ကျန်းမာရေးဝန်ထမ်းတွေရဲ့လမ်းညွှန်မှုကိုတေချာလိုက်နာပြီးတော့နုံမှုကိုစနစ်တကျနဲ့တည်တည်ချာချာ ာတန်တန်ရှင်းရှင်းတိုက်ကြွဖြောဆက်ဖို့အတွက်ကအရန်ကိုအရေးကြီးပါတယ်မှာ ပြောင်းနေမြဲနောက်ဆုံးအနေနဲ့မိချင်တာတခွာကြတော့လေအခုလိုမျိုးအရေးပေါ်ကာလာမှာဒီကလေးလေးတွေပေါ့နော်ဝမ်ပြန်ဝမ်ရှော့ယောဂအပြင်ကုဆက်ယောဂတွေခရီးနိုင်ချင်းနေပါဖို့အတွက်ပေါ့နော် အဲဒီမိခင်နှုတ်ကိုပဲတိုက်ကြည့်ရမှာလား။ဒါမှမဟုတ်မိခင်နှုတ်ကအရန်ကိုမထွက်တဲ့အခြေအနေခက်ခဲနေတဲ့အခြေအနေမှာဆိုလို့ရှိရင်ဘယ်လိုနည်းလမ်းတွေနဲ့ဖြေရှင်းရမလဲ။ဒီဆောင်လေးလေးပြောပြပေးရော။ဟုတ်ကဲ့ပါအမ။အဲ့တော့ဒီလိုမျိုးအရေးပေါ်ကာလတွေမှာအကယ်၍မိခင်ကမိခင်နှုတ်ထွက်နေသေးတယ်ဆိုရင်တော့နမက်ကတော့လေမိခင်နှုတ်ကိုပဲတကယ်ကိုတိတ်တိတ်ချာချာတိုက်ဖို့အတွက်ကိုနမက်ကတိုက်တွန်းချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီဘက်တို့မိခင်နှုတ်ဆိုတာကုန်ကြစည်တက်တာတယ်၊ခရီးကထာလည်းနည်းတယ်ပြီးတော့ကလေးတွေလည်း safe ဖြစ်တယ်ပြီးတော့ကလေးတွေအတွက်တကယ်ကိုပြည့်စုံတဲ့ကော ောင်းမွန်တဲ့အာဟာရ source တစ်ခုဖြစ်တယ်ပေါ့နော်။ဒါကြောင့်မို့လို့မိခင်တို့ထွက်သေးတယ်ဆိုလို့ရှိရင်တော့မိခင်တို့ကိုပဲအရင်ဦးဆုံးပထမဦးဆုံးဦးစားပေးအကောင်းဆုံးတိုက်ပါ။အကယ်၍မိခင်တို့ကအဲမထွက်တာမျိုးဒါမှမဟုတ်ပဲနဲ့တခြားအခြေအနေအကြောင်းအကြောင်းအဲမိခင်တို့တိုက်ကြွေးဖို့အတွက်ခက်ခဲဖြစ်တာမျိုးရှိတယ်ဆိုလို့ရှိရင်တော့တက်ကြွန်းတဲ့ကျမရဲ့ဝန်ထမ်းတွေနဲ့တိုင်ပင်သူတို့စီကအကြံဉာဏ်တွေရယူပြီးတော့မှဒီမိခင်တို့ပြန်ထွက်ဖို့အတွက်ကိုအကူအညီတွေရယူဖို့အတွက်နည်းမျှကအရင်ဦးဆုံးတိုက်တွန်းချင်ပါတယ်။အဲ့တော့အဲ့လိုမျိုးစူးစမ်းတော့လဲမိခင်တို့ ူမထွက်တာဒါမှမဟုတ်ပဲねဟိုတခြားအခြေအနေအကြောင်းအကြောင်းတွေကြောင့်မိခင်တို့ကိုဘလို့မှဆက်လက်တိုက်ကြွေးဖို့အတွက်မဖြစ်နိုင်တော့ဘူးဆိုလို့ရှိရင်တော့လေရွေးခုနပြောတဲ့ဒီမိခင်တို့အစာထိုးနိုးမုံတွေကိုစနစ်တကျနဲ့တိုက်ကြွေးပေးလို့ရပါတယ်ဒါပေမဲ့အဲ့လိုတိုက်ကြွေးမယ်ဆိုလို့ရှိရင်တော့တေးချာကျမ်းမိုင်ဝန်ထမ်းတွေနဲ့တိုင်ပင်ပြီးတော့သူတို့ရဲ့လမ်းညွန်မှုတိုင်းအချိုးအစားမှန်မှန်နဲ့ကလေးကိုတန်တန်ရှင်းရှင်းနဲ့စနစ်တကျဖြော့ဆက်တိုက်ကြွေးဖို့တတိယပေးပါလို့နမြတ်ကဒီနေ့ကတိုက်တွန်းလိုက်ချင်ပါတယ် ဟုတ်ကဲ့ပါအနမြတ်အခုလိုတိုက်တွန်းပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်အဲ့တော့စနေရလို့ဒါရင်သွေးလေးတွေကိုမိခင်တို့တိုက်ကျွေးနေရဲ့လူတိုင်းမိခင်တွေပေါ့နော်ဒီတူတူယောက်ထဲနေမဟုတ်ပါဘူးအခုအစီအစဉ်ကိုကြည့်နေတဲ့နားထောင်နေတဲ့သူတွေအားလုံးလည်းအသိပညာဘူးသူတိုင်းအများကြီးရသွားတဲ့အတွက်သူတို့အားလုံးရဲ့ကိုစားကျေးဇူးတင်ပါတယ်အနမြတ်ဟုတ်ကဲ့ပါအနမြတ်လည်းဒီနေ့ဒီလိုလေးပျော်ပြခွင့်ရတဲ့အဲအနမြတ်တို့ပြောတဲ့အကြောင်းအရာလေးတွေကလည်းအဲစိတ်သက်သာရာရပါစေဒီမိခင်တို့နဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုလည်းတတိချက်မိပါစေဆိုတဲ့ရည်ရွယ်ချက်လေးတွေနဲ့ဒီနေ့ကတော့မျှဝေလိုက် က်တာပါကဲအခုဆိုလို့ရှိရင်တော့အခုလိုအရေးပေါ်ကာလမှာကလေးတွေကိုအာဟာရချွတ်တဲ့မှုကင်းပြီးတော့ဝမ်းပြတ်ဝမ်းလျှော်ယောဂအပါအဝင်ကုသယောဂအနေနဲ့ကင်းဝေးသွားလို့ဘယ်လိုကာကွယ်ရမလဲပြီးတော့ဘယ်လိုနီးလန်းတွေဘယ်လိုဇက်မိုင်ဘူးတုဒါတွေသိထားသင့်လဲဆိုတာကိုနက်မြက်နဲ့တူတူဆွေးနွေးကြရဖြစ်ပါတယ်အားလုံးကိုကျေးဇူးများရည်တင်ပါတယ်ဒီနေ့ရဲ့အစီအစဉ်ကနေပြီးတော့အသိပညာဘူးတုဒါတွေအများကြီးရရှိပါစေရှင်